ချစ်ခင်ရပါတော့မိတ်ဆွေများအားလုံးကိုကျွန်တော်တို့ရဲ့မျိုးဥ Family YouTube Channel လေးဟာနေရန်လေကြိုဆိုလိုက်ပါရခင်ဗျာ အားလုံးကိုလည်းမင်္ဂလာပါလို့ကျွန်တော်ဖုံးမြတ်ထင်မှနှုတ်ခွန်းဆက်သလိုက်ရပါရခင်ဗျာကျွန်တော်ဇာကြီးဆရာဆရာကြီးရန်ကုန်ဘဆွေဤဝိတုကောင်းတပုတ် ဖြစ်တဲ့ဖက်စစ်တရေတွေပက်လေဝိုင်းပါလို့ဆိုတဲ့ဝိတုစာအုပ်ကိုအပိုင်းရှင်နေဖြင့်ဆက်လက်ဖတ်ပြတင်ဆက်ပေးသွားမှာပဲဖြစ်ပါရခင်ဗျာကျွန်တော်နဲ့အတူလိုက်ပါနားဆင်ခံစားကြည့်တော်မူကြပါအောင်ခင်ဗျာ လာချမ်းပဲကလေးထွက်စပြူသောအချိန်မုံမမဲမဲလူအုပ်စုတစုသည်လေကွင်းထဲ၌တိတ်တိတ်ဆိတ်ဆိတ်ဖြတ်တန်းနေကြသည်လူကမများလားကိုယောက်သားရှိသည်သူတို့တွင်ဒူလီငါလက်အင်္ဂလိပ်လက်ပြုံသုံးလုံးဂျပန်လက်ပြုံတစ်လုံးနှင့်ခြောက်လုံးပြူတစ်လက်တို့ပါကြသည်ထို့ပြင်လူတိုင်းတွင်ဓမြောင်တို့နှင့်ဒလွယ်တို့လည်းပါကြသေးသည်သူတို့ဆရာလေးကပြော့ထားသည်လူအားနည်းလျင်လက်နှင့်အားများရမည်တေယူရန်လွယ်ကူသည့်ပေါ်ပါသောလက်နှင့်များဖြစ်ရန်သာလိုပါသည်တည်း သူတို့တွေဒီတိုက်ပွဲဝင်ကြရမည်ဖြစ်သောကြောင့်စိတ်လှုပ်ရှားသွေးပူနေကြသည်သူတို့အဖို့တိုင်းဒီခိုင်နှင်းများကိုလေ့ကျင့်တင် जा ပြီးခဲ့ကြရသည်မှာကြာခဲ့ပြီဖြစ်တော်လဲသူတို့ဆရာလင်းပြောက်သွားခဲ့သောကြောင့်မျော်တလင်းလင်းဖြင့်ဗာမျှမပြုတ်လို့ရမဖြစ်ရပဲ AD 80နှင့်စိတ်ပြည့်နေခဲ့ကြရသည်သို့သောသူတို့စိတ်၌ဆွဲဝင်မှုတစ်ခုကြံရင်နေရသည်ကျွန်တော်တို့တွေလွတ်လပ်ရေးရနေကြတယ်ဆိုတာခင်ဗျားတို့ယုံမလားလွတ်လပ်တဲ့လူမျိုး လွတ်လပ်ရေးနဲ့ထိုက်တန်တဲ့လူမျိုးဆိုတာစီနဲ့ကန့်နဲ့နေရရတာတော့မှန်တယ်။ဒါပေမဲ့အဲ့ဒီစီကန်းဟာကျွန်တော်တို့ပြည်သူလူထုကကျွန်တော်တို့အတွက်လုပ်ယူကြတဲ့စီကန်းဖြစ်ရမှာဗျ။ကျွန်တော်တို့ကိုအုပ်ချုပ်နေတဲ့ဒင်းတို့တွေစိန်ခံသွေးဆုပ်အမျက်ထုတ်နေနိုင်ရေးအတွက်ကျွန်တော်တို့တိုင်းပြည်လုံးကအစုတ်အပြတ်အငတ်ခံပြီးလိုက်နာနေကြရတဲ့စီကန်းမျိုးမဟုတ်ဘူး။အဲ့ဒီလိုကျွန်တော်တို့လိုက်နာနေရသမျှဘယ်အကောင်ကြီးတွေတက်အုပ်ချုပ်အုပ်ချုပ်လွတ်လပ်ရရတာမဟုတ်ဘူးပြည်သူတွေလွတ်လပ်တာမဟုတ်ဘူး ြည်သူတွေကိုအဲ့ဒီစီကံကြီးတွေဥပဒေကြီးတွေနဲ့ရစ်ပတ်တုံအောင်ထားကြတာလင်းလို့ပြုတ်လို့တည်းများမလှုပ်နိုင်ပဲငုတ်တုတ်ခံနေကြရအောင်ဖွင့်အောင်ထားကြတာဒီမြန်မာခမားတို့ကျွန်တော်တို့နှောင်ကြိုးတဲထားကြတဲ့အစိုးရဆိုတဲ့အကောင့်တွေလက်ထဲမှာအခွင့်အရေးမှန်တဲ့များအလုံးရှိနေတော့သူတို့ကအတန်ကျကျနဲ့အမြဲအွန်လိုင်းကြတယ်ကြားလိုက်ကြရတဲ့ခမားတို့ကျွန်တော်တို့တွေနားယောင်ပါယောင်ဖြစ်အောင်လှုပ်နိုင်တယ်ဥပမာဗျာကျွန်တော်တို့တိုင်းပြည်ကြီးကိုကာကွယ်ပေးဖို့အတွက်ပြည်သူတို့ကဝိုင်းဝန်းကူညီကြရမယ်ဆိုတော့ ဒါဟာဟုတ်တာပဲလို့ကျွန်တော်တို့ထင်လိုက်ကြရတယ်ဒီလိုမထင်အောင်သူတို့ပြောတာတွေမဟုတ်ဘူးဆိုတဲ့အတန်တွေထွက်ခွင့်မရှိဘူးမဟုတ်လားဒီတော့သူတို့အတန်ပဲထွက်နေတော့သူတို့ပြောတာတွေဟုံနှုံနှုံနဲ့ထင်လာကြရတာပေါ့လူလူအကူအများကြီးလိုသည် လူလူအစိုးရအချို့ကြကူညီတဲ့တာရတဲ့တချင်းတန်လေးတဲ့အထိမေပြည့်စုံတဲ့တချင်းကလေးဒီအတန်တန်တဲ့ကြားနေရတော့တဲလေဟုတ်ပါမှန်ပါကလားလို့ကျွန်တော်တို့ကထင်နေကြတာပေါ့ဆိုကြပါစို့ဗျာ ျွန်တော်တို့တိုင်းပြည်ကြီးကိုကာကွယ်ပေးဖို့အတွက်ပြည်သူတို့ကသူ့နဲ့ချွေးနဲ့ဝိုင်းဝန်းကူညီကြရမယ်လို့ဆိုလိုက်တာနဲ့ဒါဟာအလကားကျွန်တော်တိုင်းပြည်ကြီးကိုသူတို့လက်ထက်မှာကြာရှည်တည်တတ်နေရေးအတွက်ကျွန်တော်ကိုချွေးတက်ဆွဲဖို့ဆွဲတဲ့စကားကျွန်တော်တိုင်းပြည်ကိုသူတို့လက်ထက်မှာကြာရှည်တည်တတ်နေရေးအတွက်သူတို့စစ်သားတွေနောက်ကကူလီလှုပ်ဖို့လမ်းဖောက်ပေးဖို့ချွေးတက်တာအဖြစ်ခံဖို့ကျွဲလို့နွားလို့ယုံကြဖို့အပင်မခံအငတ်ခံအသေးခံကြဖို့ ဖက်စစ်တရေတွေနဲ့ဖက်စစ်တရေတွေရဲ့ရုပ်သေးရုပ်တွေကပြောကြတဲ့စကားလို့တယောက်ယောက်ကအတန်ထွက်ခွင့်ရခဲ့ရင်ကျွန်တော်တို့ခမရတို့ကသူတို့ပြောတိုင်းဟုံနှုံနှုံနဲ့ယုံကြည်မှာမဟုတ်ဘူးခုတော့တခြားလူတွေအားလုံးကိုပိတ်ပင်ပြီးတစ်ဖက်တည်းပြောနေကြတဲ့သူတို့ရဲ့တတန်တဲ့သာထွက်နေတဲ့စကားကိုကြီးကြားနေရတော့ဟုံနှုံနှုံနဲ့ယုံရတော့မလို့ယုံရတော့မလို့ဖြစ်နေကြရတယ်ဒီတော့ကျွန်တော်တခုပြောထားမယ်ဘယ်သူတွေကဘာပြောပြောကိုရိမျက်မြင်ကိုသာယုံကြလွတ်လပ်ရေးအစ်စ်ဆိုတာ ဘယ်သူအုပ်ချုပ်တာဘာညာဆိုတဲ့ပုံကိုယ်ဆွဲတွေနဲ့မဆိုင်ဘူးခင်ဗျားတို့ကျွန်တော်တို့ပြည်သူတွေလွတ်လပ်ရမယ်ခင်ဗျားတို့ကျွန်တော်တို့ပြည်သူတွေစားမှုဝတ်မှုနေမှုအတွေ့ချောင်ချီသက်သာရမယ်ခင်ဗျားတို့ကျွန်တော်တို့ပြည်သူတွေစိတ်လက်ပျော်ရွှင်ရမယ်အဲ့ဒီလိုကိုတို့မျက်မြင်ဖြစ်လာရင်အဲ့ဒါလွတ်လပ်ရေးအစ်စ်ပဲအဲ့ဒီလိုမှမဟုတ်ဖဲနဲ့ခင်ဗျားတို့ကျွန်တော်တို့တွေကြတော့အသက်မရှူနိုင်လောက်အောင်ဘေးကျက်နှံကျက်အနေကျင့်ကျက်အဝတ်စုပ်ပြတ်အစာထမင်းငတ်နေကြရပြီးတော့ ခင်ဗျားတို့ကျွန်တော်တို့လိုမဟုတ်တဲ့ပြောင်ပြောင်ရောင်ရောင်ထောင်း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 လက်စုပ်စာလောက်အကောင်တွေကဒါမှတကယ်လွတ်လပ်ရေးအဟုတ်လွတ်လပ်ရေးအစ်စ်လွတ်လပ်ရေးထိုက်ထိုက်တန်တန်အမှန်ကန်အကျိုးရှိတဲ့လွတ်လပ်ရေးလို့ဘေးတီးတံတွေနဲ့ပဖြဲနှဖြဲပြောလာရင်ဟုတ်တယ်သူတို့စကားဟာသူတို့လက်စုပ်စာလူစုနဲ့အဲ့ဒီလက်စုပ်စာလူစုရဲ့ရုပ်သေးရုပ်အယိုးအရင်စုံနေကြတဲ့နောက်လိုက်တွေအတွက်ဟုတ်တယ်ခင်ဗျားတို့ကျွန်တော်တို့အတွက်မဟုတ်ဘူးလို့ယုံလိုက် တို့ဆရာလေးဒီစကားပြောရာ၌အလွန်သဘောပေါက်အောင်ပြောတတ်သည်သဘောတရားတွေအနုပရိလောမတွေမတ်ဝါရတွေတလုံးမှမပါပဲနဲ့နားထောင်သူတို့ကိုနိုင်ငံရေးသမားတွေလက်နက်ကင်တော်လံပုံကံရေးသမားတွေဖြစ်လာအောင်ပြောတတ်သည် ပြီးတော့တို့ဆရာလေးရောက်လာရင်လက်နက်တွေပါပါလာတတ်သည်အသည့်အဆန်းတွေလည်းပြုတ်ရန်လှုပ်ရန်ပါပါလာတတ်သည်ယခုဒူလေးငါးလက်တွင်အသုံးပြုရမည့်မြရန်တို့သည်တို့ဆရာလေးဖန်တီတီထွင်သည့်မြများများဖြစ်သည် ူလေးကြီးတို့ဖြင့်ကြေးရမည်အဝေးပြေးများထဲတွင်၆လုံးကျူးကြည်စံတက်ဆင်ထားသည်မြားဦးကလေတော်လဲအလေးချိန်မကွာလာစေရန်မြားမီတွင်ခဲသွင်းထားသည်မြားရန်နှင့်ကြည်စံအဆက်နေရာတွင်ကြည်စံဤနောက်ဘက်ဘ ਹੁ တဲတဲ၌မြားရန်တွင်တန်ငုတ်တုံတုံစိုက်ထားသည်ထိုအဆက်သည်ဤမြားရန်အတွက်အရေးအကြီးဆုံးအစိပ်ပိုင်းဖြစ်သည်အဆက်တွင် အချိန်စမမှန်ပါကဒူလေးပြက်လက်သည့်နေရာ၌ပင်ကြည်စံပောက်ကွဲသည့်ချီဖြစ်သည်လူကိုအန္တရာယ်ဖြစ်နိုင်သည်သို့သောဆရာလေးကလှုပ်တတ်၏ ထို့ကြောင့်ဆရာလေးဤမြတို့ဖြင့်ကျွဲတကောင်ကိုပြစ်ခတ်ပေါ်ကြည့်ပြီးမှဒူလေးတို့ကိုအသုံးပြုရန်စိတ်ချလက်ချကင်ဆွဲလာကြခြင်းဖြစ်မြရန်တို့ကိုလည်းဒူလေးတစ်ခုနှင့်တစ်ခုပြောင်းလဲအသုံးပြု၍ရ၏ထို့မြတို့ဖြင့်ပြစ်လိုက်ရင်မြတိမှန်ခံရသည်နှင့်ကြည်စံကတဆင့်ပေါက်ကွဲသောကြောင့်တနက်ဖြင့်ကပ်၍သိုးဒီကကြည်စံထိပ်ဖို့သည်တနက်ပြောင်းတဲ့မှထွက်လာရခြင်းမဟုတ်သောကြောင့်တက်တက်မက်မက်မသွားပဲထင်းတို့ထွက်သွားသည့်အတွက်ဒဏ်ရာပိုကြီးခြင်းဖြစ်သည် ဆရာလေးဒီဤလက်နက်စသည်တို့ကိုစနစ်တကျကင်တွယ်သုံးဆွဲရန်နှင့်ထိမ့်သိမ်းရန်အတွက်ဖွဲ့စည်းမှုတင် जा မှုပြုပေးခဲ့ပြီးနောက်ပြောက်ွယ်သွားပြန်သောအခါကြေးရွာသားများအဖို့စတငန်းငန်းကြံရင်နေခဲ့ကြရ၏ဆရာလေးကွယ်ပြောက်သွားသည့်အချိန်၌ရွာသားတို့သည်ဆရာလေး၏အကြောင်းကိုအမျိုးမျိုးထင်မြင်ချက်ပေးကြ၏အမျိုးမျိုးပြောဆိုကြ၏မိမိတို့ရွာ၌ဒိန်စီကင်ဆွဲရန်ပေးကမ်းထားခဲ့သည့်လက်နက်များကြောင့်ဆရာလေးကိုညီသူများအထင်မသေးကြ ဆရာလေးအဖွဲ့အစည်းရှိသောရွာတိုင်းတွင်ထိုလက်နက်တို့အ ਨੇ အများရှိလိမ့်မည်ဟုအချင်းချင်းသိကြ၏ညီ၍မြင်များရှိခြင်းကိုသာ မသိကြရခြင်းဖြစ်၏ထို့ပြင်ဆရာလေးသည်ရွာများတို့အမတ်မတင်ရောက်ရောက်လာတတ်၏ဆရာလေးလာခြင်းသည်ဧည့်သည်ကဲ့သို့လာခြင်းမဟုတ်တဖက်ရွာတို့အပြိုလဲ့သွားသောသားလူပြိုသည်မိမိအိမ်ကိုမိမိပြန်လာတဲ့ကဲ့သို့အေးအေးလွေးလွေးဝင်ရောက်လာခြင်းဖြစ်၏အကယ်၍လူစိမ့်တယောက်သည်ထိုအိမ်ထဲ၌ရှိနေတော်လဲနောက်မှဝင်လာသည့်ဆရာလေးကိုဧည့်သည်တယောက်ဟုထင်မြင်တွေ့မှတ်ဖို့သည်ဟု တခါမှမကြုံဘူးကဲဤအိမ်မှအိမ်သားတယောက်ဝင်လာသည်ဟုသာတွေ့ထင်သွားကြသည်ချီးဖြစ်သောသောမေမေရရမရှိသောတရင်အနတ်တခုသည်ငွေငွေပေါ်ထွက်လာ၏ဖက်စစ်စေသားများသည်ဆရာလေးသွားတတ်လာတတ်သည့်ကြေးရွာများသို့ဝင်ရောက်မှု၏ဖက်စစ်တရေတို့၏လက်ကင်တို့အဖြစ်ခံရသောရဲအုပ်ရဲမှုတို့သည်ကြေးရွာသားများကို စစ်ဆေးမေးမြန်းရ၏နှိမ့်ဆက်ရ၏မနှိမ့်ဆက်လို၏မဖြစ်ဆရာလေးကကြေးရွာသားတို့ကိုပြောဆိုတင်ကြားထားသောစကားစုတို့သည် မွ슬လင်တရားဓမ္မခက်ဆန်းဆန်းဖြစ်၏ယေဒီ၎င်းကျေးရွာတကြီးတို့သည်၎င်းမိမိတို့တွင်ကြားရမည်ဘေးအန္တရာယ်နှင့်ဝမ်းရည်အတွက်ကြောင့်သာဝမ်းရည်အလုတ်လုတ်သည်ဟုဆိုလျင်တိကံစိတ်ရှိကြရမည်အောင်းနိုင်ကြရမည်တည်းထို့ရပေါ်၍ဖက်စစ်တရားတွေ၏အပြုမူကိုယုံယုံကြည်ကြည်ထောက်ခံ၍ပြုလုပ်နေခြင်းဖြစ်လျင်ထိုလက်ကံတို့ပစိန်ရိုးကိုအပြည့်အပြတ်သုတ်သင်ပြရမည်ဆရာလေးဒီအနောက်တိုင်းကလေးပုံမြင်တဲမှာတစ်တော်ကြီးနဲ့တက္ကသမားတို့ဤတစ်သားဖြစ်သောပစိန်ရိုးပုံမြင်ကိုအမြဲပြောပြလေးရှိခဲ့သည် လူတို့ချို့အတော်အတန်အနှိမ့်ဆက်ခံလိုက်ကြရပြီးနောက်ဒေါ်သရင်ဒီပြပြသွား၏ဆရာလေးဒီပေါ်မလာတော့သို့တော်ဤသူစင်များမြည်သူလေးချင်းရမည်မြည်သည့်အမှုများကိုပြုလို့ဆောင်ရွက်ကြရမည်ဟုသောစာရွက်စာတမ်းတို့မကြမကြရောက်လာလေရှိစလုံးကလေးများသည်လရေစလုံးများဖြစ်ကြတော်လဲဒေဝသားတို့မြင်ပူကြခြင်းမရှိသောပုံနှိပ်ထားသည့်လရေစလုံးများဖြစ်၏မြင်နေရှိတတ်တတ်မဟုတ်ပဲတခါတည်းရန်မင်းအစိမ်းရောင်ဖြင့်လှပ၏ တရင်စာဆောင်များကဲ့သို့ဖြစ်လျက်ပတ်ထားသည့်စာရွက်၌ပင်အတွင်းတွင်ပါရှိသောအကြောင်းအရာများကိုအလှပရိုက်နှိပ်ဖော်ပြထား၏ထို့နောက်ဖဲကျော်ဤကလေးများဖြင့်အလှပချုပ်လုပ်ချီနှောင်ထား၏ဒီရသားတို့သည်ထိုစာဆောင်ကလေးများရောက်ရောက်နေစဉ်ကလည်းတက်တကြွကြွနှင့်သူတို့၏ဆရာကလေးဆန်တဲ့ကျော်ကိုညော်မြဲညွှန်နေကြသည်သူတို့သည်အနှိမ့်ဆက်ခံနေကြရလေလေသူတို့၏ဆရာကလေးပြပြထားသည်ကိုတွေ့ထအောင်မှန်ကြောင်းသိလေလေဖက်စစ်တရေတို့ကိုမုံလေလေဖက်စစ်တရေတို့လက်အောင်မှယုံထွက်လိုစိတ်ပေါ်လေလေ သူတို့သည်မွဲမွဲငန်းငန်းအနေကျက်လေးလေးသူတို့ဤဆရာကလေးပြောပြထားသည့်လက်တစုပ်စာလူလူစုတို့ပြောင်ပြောင်ရောင်ရောင်ထောင်းထောင်းဆောင်းဆောင်းပေါ်ကြွယ်ဝနေကြသည်တို့ကိုတရိထားမိလေလေသင်တို့ကိုမုံလေလေသင်တို့ဤလက်အောက်မှယုံထွက်နိုင်ရန်စိတ်စောမိကြလေလေဆရာကလေးကိုမျှော်ကြလေလေသို့သောဆရာကလေးသည်လူကိုယ်တိုင်ပေါ်လာရန်မဆိုထားပြီးနှစ်လတစ်ကြိမ်သုံးလတစ်ကြိမ်ရောက်ရောက်လာတတ်သည့်ညဉ့်ကြားချက်စားဆောင်ကလေးများလင်ပင်ရောက်လာပေါ်လာခြင်းမရှိဘဲကြက်ပြောက်ငှက်ပြောက်ပြောင်းနေခဲ့သည် ယခင်သာဆောင်ကလေးများရောက်ရောက်လာစဉ်ကသာဆောင်ကလေးများသည်ဆရာကလေးဖွဲ့စည်းထားသည့်အဖွဲ့အစည်းအသီးသီးတို့တပြိုင်တည်းတပြိုင်တည်းရောက်လာကြခြင်းဖြစ်ထိုသာဆောင်ကလေးများတွင်ပြည်သူ့ဆွေဘွဲ့ဗဟုညွန်ကြားရေးဌာနဌာနချုပ်ပြည်သူ့အရေးတော်ပုံပါတီဟူ၍၎င်းပြည်သူ့ပြောက်ကြားတပ်ဖွဲ့ဗဟုညွန်ကြားရေးဌာနဌာနချုပ်ပြည်သူ့အရေးတော်ပုံပါတီဟူ၍၎င်းပြည်သူ့တောင်သူလယ်သမားအစည်းအရုံးဗဟုညွန်ကြားရေးဌာနဌာနချုပ်ပြည်သူ့အရေးတော်ပုံပါတီဟူ၍၎င်းပြည်သူ့လွတ်မြောက်ရေးအလို့သမားဖွဲ့ ဗဟုစီယုံရေးဌာနဌာနချုပ်ပြည်သူအရေးတော်ဘုံပါတီဟူ၍၎င်းစားဆောင်ဤအောက်ခြေတွင်ဌာနဆိုင်ရာ အမည်ကလေးများပါလာလေရှိသည်စားဆောင်ကလေးများသည်ရောက်ပုံကလည်းဆန်းသည်မြို့သို့တက်ရောက်သွားသည့်ရွာမအခွဲဝင်ရွာသားဦးလေးတစုံတစ်ယောက်အားမြို့ပေါ်မှလူငယ်တစ်ယောက်ကစေလိုနေရာမျိုးတွင်လာရောက်တွေ့ကအခွဲဝင်တို့ဤလျှို့ဝှက်အထိမ်းမှတ်တစ်ခုခုဖြင့်အပြန်အလှန်လာရောက်နှုတ်ဆက်ပြီးဤအထုပ်ကိုယူသွားပါရန်အကြောင်းဆရာကလေးကပြလိုက်ကြောင်းပြော၍ပျောက်သွားတတ်၏ ဤမြဆိုလင်းပြည်သူစစ်လေးကျင်းစဉ်အမှတ်၁နှစ်၃လတော်နှင့်တကားပြည်သူစစ်လေးကျင်းစဉ်အကြေကိုလေးကျင်းပြီးတင် जा ပြီးဖြစ်နေကြသောရွာသားဦးလေးတို့အတွက်အရေးဟဲဆိုကဤစာအုပ်ကြီးကိုမြည်တို့ဖျောက်ရမည်မြည်တို့ဖုံးဝဲရမည်ကိုအလုံးသိပြီးဖြစ်၏မဖျောက်သာမဖုံးဝဲသာလျှင်မိမိနှင့်လွတ်အောင်မိမိနှင့်မသက်ဆိုင်သလိုဖြစ်အောင်မြည်တို့ရှောင်ချရမည်ကိုသိပြီးဖြစ်၏စာဆောင်တို့သည်ဤအတိုင်းသာရောက်ရောက်လာခဲ့တော်လဲစာဆောင်ပေးလိုက်သည်ဆိုသောဆရာကလေးကိုလည်းမတွေ့ရ ဆရာကလေး၏နေရကိုလည်းမသိရနောက်တော့စားဆောင်တွေလည်းမလာဆရာကလေးလည်းလုံးဝပျောက်သွားခဲ့သည်တရင်ကုန်များမကြရတော့ကြီးလက်တော်ရသားတို့သည်မိလွယ်ပျောက်လေတတ်သူများမဟုတ်ကြရှာပြားကလေးမှလွယ်လွယ်ချိုချိုပြော၍လွယ်လွယ်ပြေးပျောက်သွားရကြသူများမဟုတ်ကြရင်တွင်မှလှည့်၍ထွက်လာသည့်သကလုံးတို့ကိုသာပြောရင်းရင်တွင်၌ဆွဲထင်လျက်တမြင့်မြင့်ကြံရိပ်ခဲ့ကြသူများဖြစ်သည်ထို့နောက်ဇာနဲ့ကျော်ကိုအမြဲတရိယာနေကြသည်ပို၍တရိယာစရာကောင်းသောအချက်ကလည်းရှိသေးသည်ဇာနဲ့ကျော်ယူယူလာသည်ဖြင့် သိင်းစီသို့ဝက်ထားရသောလက်နှများထိုလက်နှများကိုဝက်ထားရမှသင်ကြားပေးထားသည့်အတိုင်းထုတ်ယူတိုက်ချွတ်စီထိုးရာတိုင်းစနက်ကြောကိုလည်းသတိရသည်သင်ကြားထားခဲ့သည့်စီရေးစရာတိုင်နီခိုင်နီများသင်နှများကိုလည်းသတိရသည်ယောက်ျားစစ်သည်အင်အားကြီးသူကိုအင်အားနည်းသူက ခုခံတိုက်ခိုက်သောစစ် အင်အားကြီးသောဖိနှိပ်သူသည်အင်ဂျီအာဂျီအလုံးရင်တို့နှင့်ဖိနှိပ်ရန် လာရသောကြောင့်ချင်းရှား၏တာဝန်ကြီး၏နေကွေးလေးဖင့်၏ မိမိတို့နှင့်မသက်ဆိုင်သည့်နေရွက်ကိုနှိမ့်ဆက်အနိုင်ကျင့်ရန်အတင်းတို့ဝင်လာကြသူများဖြစ်သည့်အတွက်နေမြေကိုလက်တွေ့မကျွမ်းခြင်းအင်အားနည်းသောအဖိနှိတ်ခံသူသည်အလုံးရင်မရှိသောကြောင့်မထင်မရှားပြုနိုင်၏လျှို့ဝှက်နိုင်၏တာဝန်ပေါ့၏သွာလာရွှေပြောင်းရန်သွက်လက်မြန်ဆန်၏မိမိနေမြေမှခုခံကာကွယ်သူဖြစ်သောကြောင့်လက်တွေ့နေကျွမ်းခြင်းသည်မိမိတို့လက်ချင်းတင်ကြားထားရသည့်တိုင်းနီခိုင်နီများယောက်ျားစစ်သဘောတရားများကိုစိတ်ထဲမှရွေ့ဆိုကြရင်တက်ခေါင်းမိကြသည်ဆရာကလေးတို့ကလည်းလာခဲလိုက်ကြတာ ဒီဖက်စစ်တရေကောင်တွေကိုဘယ်တော့ထဆော်ကြရပါမလဲဟုတောက်တခေါခေါပြင်းတန်းတညညူနေကြစေ။စာရစာတန်းညွှန်ကြားချက်တွေရောက်လာခဲ့ပြန်ပြီ။ရခင်ကားကဲ့သို့ဗဟုဌာနချုပ်မှမဟုတ်ပဲခရိုင်နဲ့မြို့နယ်တို့မှဖြစ်၏။ကြေးရွာသားတို့သည်ခရိုင်ကိုလည်းဘယ်နေရာမှမသိမြို့နယ်ကိုလည်းဘယ်နေရာမှမသိသို့သောအကျင့်ရလာပြီးသူများဖြစ်ကြသည်ဖြင့်ညွှန်ကြားချက်အတိုင်းယုံယုံကြည်ကြည်လိုက်နာလှုပ်ဆောင်ကြ၏။ထို့အတွင်ဖက်စစ်တို့၏လက်အောက်တွင်ဖက်စစ်တရေတွေကလည်းပို၍တောင်းကျမ်းရဲတင်လာကြ၏။ သူတို့နောက်တွင်သူတို့လက်ကင်တို့ကြီးများဝေင့ပေးကန်းသလောက်မဝရေစားဝယ်ယူစားတော့ကြရလျက်တဘောဖြာစုပ်ကိုအဝေးအဖြစ်ပတ်၍စကွဲကိုမှအနက်မှန်အောင်မစားကြရသူများရှိနေရသည့်အဖြစ်ဆိုကြတဲ့တွင်ကျေးရွာသားတို့ကိုရွာလုံးကျွတ်ရွာလုံးကျွတ်ခေါ်ကလမ်းဖောက်ခိုင်း၏ကျဉ်တူးခိုင်း၏ရွာသားတွေထမင်းစားဖို့အလုတ်မလုတ်ကြရငါကိုမြထွက်မရှာရဟုအမိန်ထော်ထားကြပြီးသူတို့ကတော့ရွာထဲသို့ဝင်လာကြလျက်ရွာသားတို့မွေးထားကြသည့်ကြံများဘဲများကိုဖမ်းသွားကြ၏ပြီးနောက် ရွာသားတွေရှိတွင်ချက်ပြုတ်လျက်သူတို့တွင်ပါလာသောဇာကောင်းတပ်ဖွဲ့တို့နှင့်အတူပဖြဲနှဖြဲစားပြကြ၏ဒါကိုပင်ငတ်နေသောရွာသားတွေကသူတို့ကိုကြည့်၍အထင်ကြီးနေကြရ၏အားကျနေကြရ၏သို့သောဆရာလေးတို့ကရှင်းလင်းပြထားသောကြောင့်ဓာရီဟာတို့တွေဝဝစားရမည်အစာတွေကိုသင်တို့ဖက်စစ်တရေကောင်တွေကြီးတို့ရှိလာပြီးစားပြနေတာတို့ကိုနှိမ့်ဆက်ရင်းလာပြီးစားပြနေတာဓာရီဟာတို့ဖက်စစ်တရေတွေတို့စီကအမြဲယူယူသွားကြတဲ့စားရည်ရိတ်ခါတွေပဲ တို့ရဲ့သားငယ်တိမိငယ်ကလေးတွေကိုအငတ်ထားပြီးတို့ပြလဲကြရတဲ့ဆန်စပါးငွေကြီးအခွင့်အကောက်တွေနဲ့ယင်းတို့စားပြနေကြတာဟုတွေးသည်လာကြ၏ထို့ကြောင့်ဒင်းတို့ကိုတိုက်ချင်လာပါပြီလက်စားချေချင်လာပါပြီဟုလက်ရနေကြရင်နဲ့ပင်ဤသူစစ်အဖွဲ့ဝင်တို့လိုက်နာရမည်နိပရိယအများတိုင်းသူတို့ခေါ်လင်းသွားကြ၏သူတို့ခိုင်းလင်းလောက်ကြ၏ တို့တို့သွားရင်လှုပ်ရင်ဒင်းတို့ဘာတွေလုံနေကြသလဲနောက်ထပ်ဘာတွေလုံကြအောင်မလဲဟုမျက်စိကိုဖွင့်နားကိုဆွံ့ပြက်အသင့်ရှိနေကြ၏တို့အတွင်ယခုမမျော်လင့်ပဲနဲ့ဆရာလေးရောက်လာပြန်၏ရောက်လာပုံကလည်းအသက်နှင့်လွ၍လဲ၍ရောက်လာခဲ့ရသည့်ရောက်လာရပုံမျိုးပြီးတော့လာနှင့်နှင်းနှင်းချီ၍လဲရလာခဲ့ရသည့်လက်ဖြင့်ပက်စစ်တရေတွေကိုလက်စားချေကြရတော့မလဲတိတ်တိတ်ဆိတ်ဆိတ်ဖြင့်ကိုယ်အတွင်နှင့်ကိုစိတ်ထက်တန်လျက်ရှိသောရွာသားတို့သည်ရုတ်တရက်ရက်လိုက်သည် လာကြမဲ့ကလေးအတော်မြင်လာခဲ့လေပြီတစည်းစီအောင်နေကြသောလေပုံမာတို့ဤအနိဒံရတန်သွားသောကြောင့်ညသည်ပို၍တိတ်ဆိတ်သွား၏သို့သောအဝေးမှအောင်မြင်တံများကိုပို၍ထင်ရှားသည့်သာစွာကြားရပြီမကြမီပင်ထိုအဝေးတံတို့သည်တိတ်ဆိတ်သွားသည်ရှေ့ဆုံးမှကိုထွေးသည်လေကင်းပေါ်၌ပင်ထိုင်လိုက်သောကြောင့်ဆန်တဲ့ကြောင်နှင့်တကားနောက်လူတို့လည်းထိုင်လိုက်ကြသည်ကိုယ်တွေကအတိတ်ပဲရှိဟန်ဖြင့်နောက်မှကက်လျက်ထိုင်နေသည့်စံနေကျော်ရှိရာသို့ဥကောင်းလှည့်လိုက်သည် ကိုထွေးမျက်နာလှလှချင်းကိုတည်သောဆန္ဒကျော်ကခေါင်းငိမ့်ပြလိုက်သည်အဝေးမှလေပိုးကောင်တို့အော်မြည်သားများရက်သွားမှုထို့နောက်ဆက်လက်အော်မြည်ကြမှုတို့သည်ရွေရှားနေသောကြောင့်ဖြစ်သည်ညပိုးကောင်တို့ဤသဘောသည်လူလျှောက်လာသောအခါတဏှီတဲ့ရက်လိုက်ကြ၍ထိုလူလင်သွားသောအခါတဏှီတဲ့ပြန်អော်ကြသည်သို့သောထိုလူရောက်နေသည့်အနီးဝန်းကျင်မှပိုးကောင်များကအော်ရက်ပြစ်လိုက်ကြပြန်သည်ဤနည်းဖြင့်လူလျှောက်လာလျင်ညပိုးကောင်တို့ဤအော်မြည်မှုသည်လူရောက်နေသည့်နေရာဝန်းကျင်တို့မှအတန်ရက်ရက်သွားသောကြောင့် သတိပြု၍နောက်ထောင်တပ်ပါကအတန်ရက်မှုရွေးလျက်ရှိသည်လေခွက်ထဲ၌ညတိုင်ပွဲကိုအကြိမ်ကြိမ်လေ့ကျင့်ခဲ့ပူသောကိုထွေးတို့သည်ဤအကြောင်းကိုသိသည်အဝေးမှတစုံတယောက်သောလကောင်းတစုံတယောက်ထက်ပုံသောသူတို့သည်၎င်းဖြတ်လာနေကြသည်ကိုယ်တွေတို့အနီးမှရှေးကြစွာတိတ်ဆိတ်သွားကြသောလေပိုးတို့သည်လူတို့လှူရှားတံမကြရသဖြင့်တပြိုင်တည်းစီကနေအော်ကြပြန်ရာကိုထွေးကမြက်ပင်တို့ကိုလက်ဖြင့်ရန်လိုက်သဖြင့်မိခလုတ်တို့ကိုပိတ်လိုက်သောကြောင့် အလင်းရောင်ပြတ်သလိုအောင်မြေတံများတီကနေပြောက်သွားသည်အဝိမရွေရှားနေကြသည့်ညာဘိုးတို့၏အောင်မြေတံတိတ်မှုသည်တနေရာတဲ့တွင်ရက်နေသည်ဇန်နဲ့ကြောင့်နေကိုရိုးတို့သည်မျက်နှာနှစ်ခုပြိုင်တူလှက်လိုက်ကြခြင်းဖြင့်တဦးကိုတဦးချိန်မိကြကြောင်းသိကြသည်ညတန်သည်ဒစီစီမြင်မြဲမြင်နေကြတော့လဲထိုရက်သွားသည့်နေရာမှညာဘိုးများအော်တန်ထွက်မလားညာဘက်တွင်ကျဆသွားလာကြသောလင်းဝဲငှက်ဤ ကွက်ကွက်အော်မြည်တန်သည်ညာဤတိတ်ဆိတ်ကြောင်းကိုပို၍ဘောလွင်အောင်တစားတင်လိုက်တကယ်သို့ရှိသည်မြင့်တက်လာသောလာကြံကလေးဤမှုံမေးမေးလင်းရောင်တွင်ကျဲပြောင်ကလေးတွေတွဲလွဲခုန်နေကြသည့်နေဆန်းဆန်းကောင်းကင်ပြင်ကြီး၌ထိုအဖော်ကွဲနေဟန်တူသော လင်းဝက်ငှက်ကိုကျွန်တော်ရှာဖွေ၍တွေ့ကြလိမ့်မည်မဟုတ်လေကိုတွဲသည်လဝနှစ်ဖက်ကိုပါးစပ်ရှိတွင်ဖွင့်ကြည့်ပိတ်ကြည့်လောက်ကတုံ့ပြန်အတန်ပြုတ်လိုက်သည်တစ်ဖက်မှအတန်ကလည်းပေါ်လာ၏ကျွန်တော်တို့လူတွေပဲဟုတ်ပြောလျက်နေရာမှထားလိုက်ကြသည် သူတို့သည်တရားနှင့်တရားပူးပေါင်း၍အချုပ်ရွာများကရန်သူနေရာမှနေလျက်စောင့်နေသည့်ရွာတို့တိတ်တဆိတ်ချင်းကပ်စီးနင်း၍၎င်းလေ့ကျင့်ကြ၏ထို့သို့လေ့ကျင့်ရာ၌သွားရောက်တိုက်ခတ်ကြရမည်ယောက်ျားတပ်ဖွဲ့တို့သည်တရားမှအဖွဲ့နှင့်ကျန်တရားမှအဖွဲ့တို့တွေ့ဆုံပေါင်းဆက်ရန်နေရာတတ်မှတ်ကြရသည်တခါတည်းရန်မိမိတို့တတ်မှတ်တွေ့ဆုံကြမည်နေရာတို့ရန်သူအဖြစ်ရယူပြုလုပ်ရသူတို့ကဥအောင် စောင့်နေသောအခါယောက်ျားမင်းသားတို့၏လေ့ကျင့်ပွဲသည်အလွင်ပညာသာပါလာကြတော့သည် ဤကဲ့သို့အကြိမ်ကြိမ်လေ့ကျင့်တာရခဲ့ပြီးသောအချိန်တွေမျိုးတို့ရပါမလဲဟုစိတ်ကထင်ထင်တွေးကြရင်ယခုထိအဆင်ပြေနေကြပြီကိုထွေးတို့ကမိမိတို့ကိုကြည့်မိဆိုကမြင်ရစဉ်ရန်နေရာမှထားလိုက်သည်မကြမီကလေးတို့နောက်ပင်မဲ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 နှင့်လူအုပ်စုတစ်ခုကိုမြင်လာရသည်ကိုထွေးတို့ကလည်းထိုလူအုပ်စုရှိရာသို့သွားသည်အချင်းချင်းဆုံမိကြသောအခါပျော်လိုက်ကြသည်ဖြစ်ခြင်းဤရွာသားဤသူတို့သည်အခါတိုင်းကလည်းမကြမကြတွေ့နေကြမြင်နေကြဖြစ်သည် သို့သောအခါတိုင်းအချင်းချင်းတွေ့ကြရစဉ်ကမြည်သူများမထူးကြယခုလိုလာချမ်းပဲရောင်ကလေးမလင်းတလင်းလေဝင်းကျဲကြီးအတွင်း၌အချင်းချင်းတွေ့ဆုံလေ့ကျင့်ကြကြသည်မှာအချင်းချင်းသို့သောမြင်ရုံမြင်စဉ်မြင်နေကြတိုင်းလုပ်ငန်းဝင်တစ်ခုတည်းမှစူပေါင်းပြုံးထုတ်ကြရသလောက်ယခုမှထို့သောမဟုတ်လူတိုင်းလူတိုင်းဤရင်ထဲ၌လှုပ်ရှားနေကြ၏မိမိတို့အတူသွားအတူဆောင်ရရမည်သူအချင်းချင်းတွေ့ဆုံမိကြသည်နှင့်တပြိုင်နက်တအူးလက်မောင်းကိုတအူးဆုတ်ကင်လိုက်ကြကအချင်းရှိလျားစွာကွဲကွာနေခဲ့ကြရသည် ်သမိဝန်တွင် ကောင်းနေစဉ်ညီနောင်အရင်တို့တွေ့ဆုံကြရသကဲ့သို့ယင်ရဲ၌ငြိမ်သက်အတူလက်တွဲ၍တိုက်ပွဲဝင်ကြရမည်သူများပါကလားဟုသောအသည့်ဝင်လာသည်ထိုတိုက်ပွဲကမိမိတို့ကိုငတ်အောင်မွဲအောင်နလန်မထူနိုင်အောင်နှိမ့်ဆက်တွေ့ဆုံနေကြတဲ့လူတို့ရန်သူတွေကိုတိုက်ကြခိုက်ကြရမည်တိုက်ပွဲဆရာလေးတော့ပြောပါသည်ဘယ်လိုမှမဟုတ်ပါဘူးဗျာကျွန်တော်ပေါ်မှာစေတနာထားရှာတဲ့ဆရာမကလေးကိုပြစ်တတ်ကြတဲ့အတွက်လက်စားချေပြစ်မဲ့တိုက်ပွဲပါ ခမရတို့လိုက်ချင်တဲ့လူမှအပြော်လို့သဘောထားပြီးတပွဲတလန်စန့်ကြည့်အောင်လိုက်ခဲ့ကြပေါ့အဲ့ဒီလိုပြောတယ်တော်တော်ကိုထွေးတို့လူစုကသိကြပါသည်ဇာနဲ့ကြောင့်ဒီဘယ်အခါမှနိုင်ငံရေးတွေသဘောတရားရေးတွေကိုမပြောလက်တွေ့အခြေအနေကိုသာပြောပြတတ်သည်လင်းငင်းအကြောင်းအရာတွေကိုသာထောက်ပြတတ်သည်အမှန်ကဇာနဲ့ကြောင့်ဒီရန်ကုန်မှထွက်မလာမီတရင်တန်တန်များမကြရသေးမီကလေးကသွေးအေးနေသည့်ရွာသားတို့ကိုပြန်၍သွေးပူအောင်နှုတ်ဆွပေးတဲ့ကဲ့သို့စာရန်စာဆောင်ညွှန်ကြားချက်တွေပို့ခဲ့သည် ထုံညွန်ကြချက်တို့သည်ခရိုင်များမြို့နယ်များမှ ရောက်လာကြခြင်းဖြစ်သည်ညွန်ကြချက်တွေ၌တောက်ကြစနစ်နှင့်ပြည်သူစစ်တို့ကိုအပေးယူအတိုင်ဖောက်ညီအောင်လေ့ကျင့်ပါပြည်သူပြောက်ကြတပ်ဖွဲ့များအစမ်းလေ့ကျင့်ရွေးရှားမှုများပြုလုပ်ကြပါရခိုင်ကညွန်ကြလေ့ကျင့်ခဲ့မှုသည့်အတိုင်းပြည်သူပြောက်ကြတို့သည်လေယာဉ်လုပ်ငန်းတို့ကိုမပြတ်စေဘဲရက်ရှိလှည့်လည်ရွေးရှားမှုတို့ကိုလက်တွေ့ဆန်းတက်နှင်ပါမကြမီလုပ်ငန်းစတင်ကြည့်ရန်တွင်လက်တွေ့ညွှန်ကြားပေးမိသူများရောက်လာလိမ့်မည် သာသောညွန်ကြားချက်တို့ရောက်နှင့်ကြပြီးဖြစ်၏သောသောသူကြားချက်သည်ညွန်ကြားချက်နှင့်မရှိမနှောင်းကလေးပင်ဇရာကလေးရောက်နေပြီဟုသည့်တွင်ရလိုက်ကြရာချင်းဖြစ်လေသည်ယခုတော့ဇရာကလေးနှင့်အတူပထမဆုံးတိုက်ပွဲကိုဆင်နွှဲကြရတော့မည်ကျုံခဏမှမောင်ကြီးသည်စနေကျော်၏လက်ကိုဝန်တာအာရပြေးဆုပ်လိုက်မောင်ကြီး၏ဘေး၌မောင်လူရှိပါလာ၏မောင်ကြီးကမောင်လူရှိကိုကြည့်လိုက်ပြီးဇရာလေးဘက်သို့လှည့်လိုက်၏သူတရင်ပေါ်လို့ကျွန်တော်တို့အားလုံးတည်ပြီးနေပြီ တနေ့စီဖြစ်နေတာနဲ့အသင့်ပြင်းပြီးအချိန်ဆောင်နေရတာပဲဆရာလေးရဲ့သူကတော့သူတို့တိုက်တကြီးကိုထင်းမြန်ကြောင်းတကူတော်ယောက်ျားဖြစ်ကျွန်တော်တို့နဲ့လာလုံးနေရတာပေါ့သူတို့လည်းကစီယုံတို့တိတ်မလွယ်ဘူးကိုထင်းမြန်ကိုကြောက်နေရတယ်ငယ်ကြောက်တွေများလို့အစနာတွေထွက်နိုင်တယ်ကဲကဲဒါတွေနောက်မှအေးအေးစီစီပြောကြရအောင်ကိုထွေးလာဗျာအခုဆောင်ရွက်ပြီးခဲ့တာတွေကဘယ်နဲ့လဲအလုတ်စကားကိုစနဲ့ကြောက ပြောလိုက်သည်နှင့်ယင်းဒီခင်မင်စိန်များရောင်ရဲသည့်အသည့်စိန်များပေါ်သို့ လေးနဲ့တေးကြသည့်တာဝန်သိစိတ်များကဖုံးလွှမ်းသွားသည်မိမိန်သောလာချမ်းရေးတွင်တဦးကထင်ရှားစွာမမြင်သာတော်လဲအနှဲငယ်တင်းမှသလိုတည်ထန့်သွားကြကြောင်းသိနေကြရသည် နေရသည်ဖက်စစ်တရေတွေ၏လက်ကင်တို့ဖြစ်သောတိုက်တကြီးကိုထေးမြန်၏နေပဲဖြစ်သည်ဖြင့်ထိုနယ်မှတယောက်တည်းသောအခွဲဝင်ဖြစ်သည့်မောင်လူရှင်ကအာလုံကိစ္စအဝဝကိုဓာဝင်ယူထောက်လန်းပေးကြရသည်မောင်လူရှင်၏ပြပြကြရထိုတိုက်နယ်ရှိရွာအာလုံအမြဲအမောင်ဖုံးနေ၏ ဆရာမကလေးတို့နေသောစာပြူရွာကြီးတွင်မိမလောင်ပဲဂျန်နေသည့်နေရာတို့မှလူများပါရောင်ရွှေကုန်ကြသဖြင့်ရွာ၏အနောက်ပိုင်းရောအရှေ့ပိုင်းမှရက်သူရွာသားတယောက်များမရှိတော့ဟုသိရ၏ထိုရွာကြီး၏ဝင်းကျင်ရှိရွာအလုံးတို့သည်တိုက်တကြီးကိုထွေးမြန်အုပ်ချုပ်ရာနှင့်ဖက်စစ်တရေတို့စခန်းချရာရွာများဖြစ်သောကြောင့်တကြီးအမေအတိုင်းနေဝင်လျင် မိခွက်မှုကြလျက်မိမိတို့ရွာကိုမိမိတို့ကင်းဆောင်ကြကာဒိတ်ဒိတ်ဆိတ်ဆိတ်အိတ်ကုန်ကြသည့်ချီးဖြစ်သည်ဆို၏ ဖက်စစ်တရဲတို့ကမူမိလောင်သွားသည့်ကရင်မာကလေးတို့၏ရွာ၌ပင်လင်းနေမြဲနေကြလျက်ထိုဖက်စစ်တရဲတို့စားတော့ရန်အတွက်ပေပဝင်းကျင်ရှိရွာတို့ကအသည့်ရွက်ကြက်ဝက်ဘဲငါစသည့်ဟင်းလျာများကိုရွာလုံးကျွစုဆောင်းကြပြီးအခမဲ့အလဲကျသွားရောက်ပို့ကြရသည်ဆို၏ဖက်စစ်တရဲတွေစားတော့ရန်အတွက်ဟင်းရစိမ်းများကိုအလဲကျသွားရောက်ပို့ကြရသောရွာသားတို့သည်ထိုရွာကြီးပပက်လေတွင်လုံးလုံးပက်လက်သေးဆုံးနေကြသည့်အလောင်းကောင်တို့ကြောင့်ကြောက်ရွံ့ထိတ်လန့်ကြသည်ဖြင့် ချက်ချင်းပို့ချက်ချင်းပြန်လို့ကြတော့လဲတခါတခါဖက်စစ်တရေတို့ကအတင်းခေါ်ယူခိုင်းစေတတ်သောကြောင့်မြေသူများမသွားလို့ကြဟုသိရ၏သို့သောဂုလူရှိသည်မိမိတို့ရွာမှအလက်ကြားတိုင်းသူတို့ဘာကိုစားအမြဲပါသွားလေရှိသည်သို့ပါသွားတိုင်းဖက်စစ်တရေတွေ၏အနေထိုင်နှင့်ဝန်ရံထွက်ရန်အကွက်အကွင်းတို့ကိုအမြဲကြီးမတ်လေ့လာထားခဲ့၏လုံးလုံးပက်လက်သေးဆုံးတွေသူတို့ဤဆွေမျိုးမိဘတို့သည်ထိုသေးဆုံးသွားသူဤအလောင်းကိုလာရောက်ယူငင်းတကြွဝင်ချင်းမရှိရာ တိုက်တကြီးကတည်ထားကြသည့်ဒေသူတို့ဤဆွေမျိုးများသည်လည်းလေယာချောင်းချောင်းတို့နှင့်တကွကျွမ်းတော်များကိုပါပြစ်ထားခဲ့ပြီးလျင်လေယာတကြီးအဝေးသို့ပြောင်းရွှေ့ပြေးကုန်ကြသည်ဆို၏ထို့ကတိုက်တကြီးသည်ထိုသူတို့ဤကျွမ်းတော်များကိုဆွဲယူတင်ထားခဲ့ရာယခုအခါကျွမ်းတော်အကောင်ရေစုစုပေါင်း60ကျော်များပင်ရရှိခဲ့ပြီးပြီဆို၏ဤဒီကိုရိတ်စားမိသောဖက်စစ်တရဲအမွေစားတကောင်သည်တကြီးကိုဝေစုခွဲနေသည်ဖြင့်တကြီးကအမဲပေါ်၍နေစဉ်ပူပေးနေရ၏ ထို့ပြင်ညနေတိုင်းအရက်ပုံးနှင့်စားစရာတို့ကိုတည်ယူ၍ထိုဖက်စစ်တရေကောင်တွေနှင့်အတူသွားရောက်တောက်စားကနည်းနည်းလင်းမှပြန်ပြန်လာလေရှိသည်တည်းထို့သောသွားရောက်ရာတွင်လည်းတကြီးသည်ရွာထဲမှငတ်မွေ့မွေးတည်လာသောမိမတဦးနှစ်ဦးကိုစားစရာနှင့်အရက်များကိုတည်ယူရန်ဟုဆိုလျက်ခေါ်ဝေါ်သွားသည်ဖြင့်အချို့ဆင်းရဲမွေးတည်လာသောမိဘများသည်မိမိတို့၏တမိပြိုများကိုအခြားရွာများသို့သွားပို့ထားကြတော်လဲ အချို့ကမူဆင်းရဲငပ်ပြတ်မှုမရှိလာပါပဲနှင့်ပင်တကြီးနောက်မှအရပုံကိုရွဲ့၍ကိုယ်တိုင်လိုက်ရန်တော်လကောင်းသာသမီများကိုချင်းချောင်းမောင်းမဲ၍လိုက်စေခြင်းကိုတော်လကောင်းပြုလုပ်ကြသည်လေတကြီးကထိုသို့ဖက်စစ်တရေတွေနှင့်အပေါင်းတင်လောက်ရန်ညညသွားနေစဉ်တကြီးဤလူယုံထွန်းအပ်နှင့်ပွာကြီးတို့ကလည်းညဘက်တွင် အသွာအလာအကူအသတ်မပြုရဟုသောတကြီးဤအမိန်ကိုတိတ်တဆိတ်ချိုးပေါက်ကြလျက်ညောင်လရွာသို့အပြိုလဲလေးရှိသည်လေယခုညနိုင်မူအပြန်တွင်အရပုံထမ်းရန်ဟုဆိုလျက် တာခွေကိုပါခေါ်သွားရာမောင်လူရှိသည်တာခွေဤကိုစားတာခွေဆောင်ရမည်ညဝက်ကင်းလှဲ့ကိုစောင့်ခဲ့သေးသည်ဆို၏ထို့နောက်မိမိတို့ရွာနှင့်နေသောဤရွာဘက်သို့အရောက်လာခဲ့လျက်ညဤတိတ်ဆိတ်မှုသည်ပို၍ပေါ်လွင်လာ၏မောင်ကြီးကနားစင်လိုက်ပြီးကြောက်စီအဖွဲလာနေကြပြီထင်လေခုခတ်တိုးတိုးပြောသည် လင်းဝက်ငှက်အော်တန်သည်မရှိမနှောင်းပေါ်လာခဲ့၏မောင်ကြီးကထိုအတိုင်းပြန်အတန်ပြုတ်၏တကယ်ပင်ကြောက်စီရွာအဖွဲလာနေကြပါပြီ ဇန်နဲ့ကျော်ကမောင်လူရှိဘက်သို့လှည့်လိုက်ဤအဲ့ဒါပါပဲခင်ဗျာကျုံခဏကလာကြမယ်ကိုမောင်ကြီးတို့ကိုကျွန်တော်ကလာဆောင်နေတွေ့ကြပြီးအခုအတူပါလာခဲ့တာပါပဲကိုလူရှိဤစကားအဆုံးသတ်ပြီးချိန်တွင်ကြောက်စီအုပ်စုလည်းရောက်လာကြသည်ဘာလာကောင်းဆောင်သောအဖွဲ့ဝင်ခုနှစ်ဦးတို့ဖြစ်ကြသည်ခရီးဝေသောကြောင့်ခြေရာခြေချောင်းမတင်သေးရန်လူနေနေဖြင့်လာခဲ့သည်ဟုဆို၏၎င်းတို့တွင်အင်္ဂလိပ်ရိုင်ဖယ်ငါးလက်ဒူးလင်းလက်ပါသောကြောင့်လက်နက်တောင့်သည် ုံကလေးအခွဲကမောင်လူရှိပါ73ရောက်ဖြစ်ပါလေရဲ့ဒူးလေး6လက်ရိုင်ဖယ်9လက်နဲ့နှလုံးပြူတလက်ဒေါ်မီတနတ်တလက်နဲ့အင်္ဂလိပ်လိုလက်ပြပုံး9လုံးပါသည်စုစုပေါင်းလူ29ရောက်မောင်မြန်တနတ်ဖြစ်သောဒေါ်မီတနတ်2လက်အပါဝင်တကက်တနတ်အစစ်တုံးနှင့်တကွဒူးလေးတို့ကလည်းတနတ်တို့ကဲ့သို့ပြင်နိုင်ကြသည်ဖြစ်ရာလူစိတ်လက်နေစိတ်အပြစ်ပါသည်ဟုဆိုလျင်လည်းရသည်လူထက်လက်နေအင်အားကများစွာပိုသည်ဟုဆိုလျင်လည်းရသည်အကြောင်းမူသူတို့ဤဒူးလေးများအတွက် ရိုးရိုးများတို့ကလည်းဒူလေတိုင်းတွင်30ခန့်စီပါကြသေးသည်ဒါဆိုရင်လည်းလူစီတလွယ်လွယ်မလာသူတိုင်းဤခါတွင်ဓမြောင်များရှိနေကြသည်ဇန်နဲ့ကျော်ကသွားကြရန်အချက်ပြလိုက်၏ချက်ချင်းဘာမှမပြောကြတော့ပဲစတင်လှုပ်ရှားလိုက်ကြသူလူတိုင်းဤစေတဲ့၌အတွေးကိုစီဖြင့်ယခုတကယ်တိုက်ပွဲကိုတိုက်ကြရတော့မည်ညီတို့တိုက်ကြရပါမလဲလေ့ကျင်တုံးကအတိုင်းနှင့်တူပါမလားလေကျင်ကြရာတုန်းကရန်သူအဖြစ်ပြုလို့ရသည့်အဖွဲအနည်းတို့တိုင်မီအဖွဲကတိတ်ဆိတ်ချင်းကြရသည် ရန်သူအဖြစ်စောင့်နေသူတို့လုံးဝမသိအောင်မိမိတို့ကချင်းကနေရာယူထားနိုင်ကြသည်နှင့်မိမိတို့ဘက်ကနိုင်သည်ရန်သူပြုလုပ်သူများကမိမိတို့ကိုကြိုတင်တည်ခြင်းဧည့်သည်လူခွဲစောင့်နေကြလျက်ဝင်ရောက်ချင်းကလိုက်သည့်မိမိတို့ကိုထပ်ဆင့်ဝိုင်းရန်ထားနိုင်ခြင်းတို့ဖြစ်ပါကသွားရောက်တိုက်ခိုက်သူတို့ဘက်ကရှုံးရသည်ယခုတကယ်တိုက်ကြမည်ဆိုရင်လည်းထိုအတိုင်းပဲလားရန်သူမသိအောင်မိမိတို့ကအနည်းသို့အယောက်ချင်းကလိုက်ယုံများနှင့်လေကျင်းတုံကတဲ့သို့အနိုင်ဖြစ်လိမ့်မည်မထင်ဝင်ရောက်တိုက်ရမည်ပြေးရမည်ခုတ်ရထစ်ရမည် ထောအတွဲဝင်လာသည်နှင့်လူတိုင်းလူတိုင်းလိုလိုသွေးပူလာကြ၏အသားတွေတုံလာကြ၏စိတ်လေးတော့ကျင်သည့်စိတ်တို့ကလည်းအောင်မရအောင်ပေါ်လာကြ၏အချို့စင်ကုန်တတ်သူတို့ကအိတ်ထဲမှဆေးရွက်ကြီးကိုဆုပ်၍ပါဇာတဲ့သို့သွင်းလိုက်ကြသည်စင်ကုန်တတ်သူတို့ကလည်းအိတ်ထဲတွင်ထွက်လာသည့်ကွင်းသီးစိတ်ကိုထုတ်ကားဝါလိုက်ကြသည်သူတို့သည်ဤစိတ်လေးတော့ကျင်သည့်ဒုက္ခကိုလေ့ကျင့်ခဲ့ကြစဉ်ကတည်းကတွေ့ကြုံခဲ့ဘူးကြပြီဖြစ်သောကြောင့်အလုံးအစင်သင်ပါလာခဲ့ကြ၏သူတို့ဆရာလေးကဤကိစ္စတွင်စည်းကမ်းကြီးလွင့်သည် ိုက်ပွဲလေးကျင်ပြီး၍အနာယူချိန်၌ပင်လင်ဆေးလေးတောက်ခွင့်မပေအကျင့်ပါသောမြေဆိုးသောကြောင့်ဟုဆို၏မိမိနေရာအိမ်သို့ပြန်ရောက်ပြီးမှသာဆေးလေးတောက်ရမည်ဟုဆို၏ထို့သောမဟုတ်ပဲတကယ့်တိုင်ပွဲတို့၌လည်းတိုက်ပွဲပြီးပြီးမိမိတို့ကနိုင်ပြီးပြီးဟုစေအေးလေအေးဆေးလေးမိကြီးတရေရဲ့နှင့်ဖြစ်နေကြမည်ဆိုပါကရန်သူဘက်မှလွံ့မြောက်နေသူများနှင့်ရန်သူကိုကူညီရန်မိမိတို့မတိဘဲရောက်ရှိနေသူများကိုမိမိတို့အားတိုက်ခိုက်ပါတော့မိမိတို့နောက်မှတိတ်တဆိတ်လိုက်လာခဲ့ပါတော့ဟုဖိတ်ခေါ်နေခြင်းပင်ဖြစ်တည်တယ်။ ရှေးမှရက်လိုက်သောကြောင့်အတွေ့ကိုစီနှင့်စိတ်စောလျက်ပါသွားကြသူတို့အားလုံးတုန်ကနဲရက်လိုက်ကြသည်ဤတွင်မှရှေးသို့သတိပြုလိုက်ကြသောအခါညွညွမဲမဲရွာတန်းကြီးကိုတွေ့နေရသည်ဂျပန်ဖက်စစ်တရေကြီးတွေလက်နက်အပြည့်စုံနှင့်အသင့်ရှိနေကြသည့်ရွာတန်းကြီးရွာကြီးကိုကကြောက်စရာလိုဖြစ်နေသည်ဤရွာကြီး၌အရသူအရသားတယောက်မျှမရှိသခင်မဲသောခွေးတွေနှင့်လုံးလုံးပလက်သေးဆုံးကုန်ကြရသောရွာသူရွာသားတို့၏အလောင်းကောင်းတွေပြီးတော့ဂျပန်ဖက်စစ်တရေကြီးတွေ ထိုင်ရန်အချက်ပေးလိုက်သောကြောင့်ထိုင်လိုက်ကြရသည်ကိုထွေးဇေယလေးမောင်ကြီးနှင့်ဘာလာတို့ကမတရရလျက်ခေါင်းချင်းရိုက်ကဒု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 ပြုလုပ်နေကြ၏ထို့နောက်ကိုဘာလာနှင့်မောင်ကြီးတို့ထိုင်နေသူများနှင့်ဒု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 လာပြောကြပြီးနောက်သူတို့လူများထားလိုက်ကြသည်တစုနှင့်တစုဂိုက်နေရာကန့်ဖြစ်သောအလံ90လက်နှက်ွက်စာကန့်ရွာဘက်သို့တို့၍နေရာယူရသောကြောင့်အဖွဲ့၃ဖွဲ့ဖိုလ်ကလောက်ဆိုင်ရှိနေကြရသည်အကြောင်းတစုံတရာပေါ်ပေါက်လာခဲ့သောအဖွဲတစ်ခုနှင့်တစ်ခုမြို့တို့တရင်ဖို့ဆက်သွယ်ရမည်စသောအကြောင်းစုံတို့ မကြာတင်တင်ပြီးနောက်အဖွဲ့သုံးဘွဲမှလူနှစ်ယောက်စီခေါ်လျက်ဇရာလေးတို့ရွာဘက်သို့သွားကြရသည်မောင်ကြီးကိုထွေးဇရာလေးဘာလာနှင့်အဖွဲ့သုံးဘွဲမှ ကိုလူရှိပါဝင်လူ6ယောက်အားလုံးပေါင်း10ယောက်ဇရာလေးတို့သည်လက်ရောင်မင်းမေးတွင်မဲ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 နှင့်ခရရေးမြင်နေရမှပျောက်သွားသည်မြက်တွေကဇုံနေသောကြောင့်အေးဆက်ဆက်ဖြစ်နေသည်ပဇင်ရင်ခွဲနှင့်လယ်ပရစ်တို့သည်လူတွေအားလုံးငြိမ်နေကြသောအခါစီကနေတပြိုင်တည်းအော်လိုက်ကြသည်သူတို့အော်ကြသည်ကလည်း အဖွဲ့နှင့်အုပ်စုတညီတညီထမ်းမှုအတူယူစရာဘိုးကောင်တွေအော်တန်ကိုနားထောင်ရင်းစောင်းစားစိတ်ဆောနေကြရသောသူတွေအလုံးအချိန်ရှိလျာကြာမြင့်လွန်းလာသည်ဟုထင်နေကြ၏တမနစ်ဆိုလျင်တကယ်ကိုတနာကြီးခန့်မြာငိုင်မြူသူတွေကငိုင်မြီစိတ်ဆောသူကစိတ်ဆောရှိနေစဉ်အဝေးရွာတွေမှကြက်တွင်တန်တို့ကိုကြားကြရသည်ဤကြက်တရေကင်းမဲ့သောရွာကြီးကမူပိတ်စိတ်လျက်ဟုတ်ကဲ့ပါခင်ဗျာစာရေးဆရာဆရာကြီးရန်ကုန်ဘတ်ဆွေဤဝတ္ထုကောင်တို့ဖြစ်တဲ့ ဖက်စစ်တရေတွေပက်လေဝိုင်းမာလို့ဆိုတဲ့ဝိတုစာအုပ်ကိုအပိုင်းရှင်နေဖြင့်ဆက်လက်ဖတ်ပြတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်နဲ့အတူအဆုံးထိလိုက်ပါနာဆင်ခန်းစားပေးခဲ့တဲ့အတွက်လည်းကျေးဇူးများကြီးတင်ရပါတယ်ခင်ဗျာကျွန်တော်တို့အားလုံးအပိုင်းကိုဇက်သိမ်းပိုင်းမှာပြန်လည်ဆုံတွေ့ကြပါစို့ခင်ဗျာအားလုံးကျမ်းမာပေးကင်းကြပါစေကျွန်တော်ဖုန်းမြတ်တင်ပါခင်ဗျာ